ခုခေတ်လူငယ်တွေပေါ့နော်ဖုန်းကြီးများတာနဲ့ပတ်သက်ပြီးပြောခြင်းလဲပေါ့အဓိကတော့လူငယ်တွေကိုပြောချင်တာဖုန်းကြီးလို့ရပါတယ်ဘယ်ဟာကိုအဓိကကြည့်ရမလဲဆိုတော့ကို့အတွက်ပေါ့နော်တကယ်ကိုတန်ဖိုးရှိတယ်ဆိုတဲ့ဗီဒီယိုတွေကိုဦးစားပေးကြည့်ရမှာဖြစ်ပါတယ်ကျွန်တော်အခုခက်မှာပေါ့နော်ကလေးရအစားပြီးလူကြီးအစုံပေါ့နော်တော်တော်များများကဒီဖုန်းနဲ့မလုကင်းဘူးပေါ့ဗျာဒါကြောင့်မလို့ကျွန်တော်ကဖုန်းမကြီးနဲ့ဆိုပြီးတော့မှတားလို့ရမှာမဟုတ်ပါဘူးဒါကြောင့်မလို့ပေါ့နော်ဖုန်းကိုကြီးလို့ရတယ် ဒါမဲ့ကိုကြည့်တဲ့ဒီဖုန်းလေးရအကြောင်းအရာတွေရပါတော့တကယ်ကိုဟိုပညာရတဲ့ပုံတော့အတွေ့အကြုံရတဲ့အဲ့လိုမျိုးအရာတွေကိုရေးပြီးတော့ကြီးစေချင်ပါတယ်ကျွန်တော်လက်ထက်တုန်းကဆိုရင်ပေါ့ဗျာကျွန်တော်ဆိုရင်စေတန်းပြီးမှသာဖုန်းစားပြီးခံရတဲ့လူဖြစ်တယ်အဲ့တော့ကိုမိဘတွေကစားပြီးတော့ပေါ့နော်ကိုဒီလိုမျိုးလိုက်ပြီးတော့ပေါ့နော်ဖုန်းသိမ်းလိုက်ဘာညာအဲ့လိုမျိုးတွေလိုက်ပြောရမယ်အရွယ်လည်းမဟုတ်တော့ပေါ့နော်ကိုအသိစိတ်တဲ့နဲ့ကိုဖုန်းသုံးတယ်ဖုန်းကြည့်တယ်ကြည့်တယ်ဆိုတဲ့အရာမှလည်း ဒါကိုကတန်ဖိုးရှိပြီဆိုတဲ့ຢာတွေကြီးတယ်เนาะတန်ဖိုးရှိတဲ့ဇကားတွေနားထောင်နေပုံเนาะအဲ့လိုမျိုးနဲ့ကိုကရက်တီလာခဲ့တာဖြစ်ပါတယ်အဲ့တော့အခုခေတ်ပုံเนาะကျွန်တော်9တန်း10တန်း8တန်းပုံเนาะဒီရည်ွယ်လေးတွေဆိုရင်အကြောင်းသားဖြစ်တယ်ဖုန်းကင်နေပြီပြီးလို့ရှိရင်အခုတကယ်ကို trend ဖြစ်တယ်ပုံเนาะ TikTok တို့ Telegram တို့เนาะဒီ software တွေပေါ်လာတယ်အဲ့တော့ TikTok ဆိုတာလည်းဒါလူတီများခြင်းလို့ပုံเนาะကားရာတွေ ိုတိရာတွေပေါ့နော်ကိုကျွမ်းကျင်ပြီဆိုတဲ့အရာလေးတွေကို ထုတ်ဖို့ပြပြသတာပေါ့နော်အဲ့တော့အဲ့ဒီနေရာမှာတချို့တွေကြတော့လေဒါ TikTok သုံးနေဆိုပေမဲ့ကို့အတွက်ပေါ့နော်အေးမရအဖမ်းမရဖင်လို့ခါလို့အဲ့အရာလေးတွေကြီးနေမဲ့အစားအခုလိုမျိုးပေါ့နော်တကယ်ကိုတွေးကြုံကောင်းတဲ့ဇာတ်တွေနော်ကို့အတွက်အိုင်ဒီယာအတိတ်တွေရမဲ့ဇာတ်တွေနော်မိုတီရမဲ့ဇာတ်တွေဒီလိုမျိုးတွေနားထောင်မှာဖြစ်ပါလေအဲ့လိုပဲ Telegram မှာဆိုလဲဒါ အဲအပွင့်လင်းဆုံးပြောရရင်ပေါ့နော်ရရန်ပြောရရင်ဒီဆက်ကိစ္စနဲ့ပတ်သက်တဲ့ဗီဒီယိုတွေပဲလိုက်ပြီးကြည့်နေမယ်ဆိုပါပေါ့နော်အဲဒီကဲကိုခက်ခက်ခဲခဲနေပေါ့နော်ဘယ်လိုမျိုးစူးစမ်းရုံးငန့်ပြီးတော့ပေါ့နော်ဘယ်လိုမျိုးအောင်မြင်လာလဲဆိုတဲ့ဇာကားလေးတွေနော်အဲ့လိုမျိုးပေါ့တကယ်ချစ်ချင်းမေတ္တာပါတဲ့ဇာကားလေးတွေနော်အဲ့လိုမျိုးတွေရွေးပြီးတော့ကြီးစေခြင်းတယ်ပေါ့ဗျာအဲ့ဒါဆိုရင်ကိုဘွားပေါ့နော်တကယ်ကိုကောင်းတဲ့နေရာရောက်တော့မှာဖြစ်ပါတယ် ဓိကတော့ကိုယ့်ရဲ့ရွေးချယ်မှုပုံမှန်မူတည်ရပေါ့နော်ကျွန်တော်တို့ကဒီလူငယ်တွေကိုကိုယ့်ရဲ့သားသမီးတွေကိုပေါ့နော်ဖုန်းမကြီးနဲ့ဘာညာဆိုပြီးတော့လုံးဝပိတ်ပင်တာမျိုးတော့လုံးလို့မရနိုင်ပါဘူးနော်အဲ့တော့အဲ့ပုံမှာသူတို့ဒါ show light တင်းလိုက်လိုအပ်မဲ့ရွယ်လေးတွေဖြစ်တယ်ဒါကြောင့်မလို့ဘုံတော်တုံးပါကိုကနောက်ကနေမျက်စိတောက်ထောင်းနေလိုက်ကြည့်ပြရမှာဖြစ်ပါတယ်အကိုရဲ့သားသမီးရပါဘုံနော်ဘလိုဘလိုဗီဒီယိုလေးတွေဘလို့ အကြောင်းအရာလေးတွေကြည်လေပေါ့နော်ဒါဖုန်းကိုဝင်လိုက်တာနဲ့ကြည်လိုက်တာနဲ့တိတာနိုင်တယ်ပေါ့နော်အဲဒါကြောင့်မို့လို့အဲ့လိုပြောလိုက်လို့ရှိရင်ပေါ့ဗျာကျွန်တော်ကဒါ personal ကိုယ်ရေးကိုယ်တာတွေအချက်လက်တွေကြည်ရေပေါ့နော်အဲ့လိုမျိုးပုံစံဖြစ်သွားမှာဒါပေမဲ့လည်းဒါမိဘနဲ့သားသမီးကြားဆိုတော့မိဘဆိုတော့ကောင်းစီခြင်းလို့ပေါ့နော်နောက်ကနေအနေနဲ့မမောင်းပေါ့နော်ကူညီပေးတဲ့သူတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့မိဘနဲ့သားသမီးကြားမှာတော့ဒီလိုမျိုး privacy ချိုးပေါက်တာတွေပါတယ်ကိစ္စမရှိဘူးပေါ့နော်အဲဒါကြောင့်မလို့ အဲကျွန်တော်ကျန်ကျန်ပြီးကျင်တာတော့ဗျာကိုယ့်ရဲ့သားသမီးကအပေါင်းအသင်းမနေလားဗောနော်အပြီးလို့ရှိရင်ဒီလိုမျိုးအဲဖုန်းထဲမှာပဲအချိန်နေရန်ကုန်နေလားဗောနော်အဲ့တော့ကိုကမိဘဖြစ်တယ်ဆိုရင်မိဘတယောက်အနေနဲ့ဗောနော်နောက်ကနေလိုက်ကြည့်ပြီးထိမ့်ပြလိုက်လို့ရှိရင်ဒီကလေးကတူတက်အောင်မြင်လာမှာဖြစ်ပါတယ်အဲဒါကြောင့်မို့လို့ဗောနော်အဓိကတော့ဒီလူကြီးတွေတော်တော်များများပြောကြတယ်ဗောနော်အကလေးတွေဖုန်းရန်သုံးတာအလုတ်ခိုင်းလို့မရဘူးနော်ဒီချိန်လုံးဒီဖုန်းနဲ့ကြီးပဲဂိမ်းစောနေတာဒီချိန်လုံးဒီဖုန်းကြီးပဲသုံးနေတာအဲစသဖြင့်ဗောနော် ကျွန်တော်ကလေးတွေမပြောနဲ့ပေါ့ဗျာကျွန်တော်တော့မှပြောခင်ရတယ်အမြဲတမ်းဖုန်းကင်လို့ပါညာဖို့ဗျာเนาะဒါပေမဲ့ဒါတွေကတော့ကျွန်တော်အထူးတလည်ရှင်းပြမနေတော့ပါဘူးဗျာအဲ့ဒါကိုကတော့အဓိကကောင်းပြီဆိုတဲ့အရာလေးတွေကိုရွေးကြည့်တဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်မန်မာတွေလူကြီးတွေကလည်းသူတို့ဒါဆိုရင်လို့ပေါ့နော်အမြဲတမ်းဖုန်းကြည့်တာနဲ့ဘလို့ပါညာပေါ့နော်ဒီစကားတွေကြားရတယ်ပေါ့အဲ့တော့ကြားလေကျွန်တော်ကတော့ကဲကိုကတကယ်ကိုကိုအတွက် ကောင်းကျိုးရှိတဲ့ဟာလေးတွေကြည့်ရဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်သူတို့ကတော့အပြစ်မမြင်ပါဘူး အကိုကနေကိုတနေ့တခြားပေါ့နော်ကောင်းပြီဆိုတဲ့အတွေးခေါ်ကြီးရအောင်နော်ကောင်းပြီဆိုတဲ့ခန္ဓာကိုရအောင်ကိုကကိုလေ့ကျင့်ယူနေတာဖြစ်ပါတယ် okay အဲ့ဒီအကြောင်းလေးကိုကျွန်တော် sharing လုပ်ပေးတာဖြစ်ပါတယ်လူငယ်တွေကိုပြောချင်တာဖုန်းကြည့်ပါဒါပေမဲ့ကိုအတွက်ပေါ့နော်တကယ်ကိုကောင်းပြီဆိုတဲ့အရာလေးတွေကိုရွေးကြည့်စေချင်တယ်ပေါ့နော်အခုလိုအခုလိုမျိုးဗီဒီယိုလေးတွေပေါ့နော်နားထောင်ပေးပါလို့ okay bye bye